အားလုံးပဲမင်္ဂလာပါခုနှစ်သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဗီဒီယံ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆရာမကတော့ဆော်လန်ရင်းနေဖြစ်ပါတယ်ဆရာမအနေနဲ့ကတော့2025ခုနှစ်နိုဝင်ဘာလအတွက်တင်းနာသားသမီးတွေတရဆာအထူးဟော့စတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ် ဲ့တော့ဒီလအတွင်းမှာရင်းနာသားသမီးတွေရဲ့အလောက်ကန်ကိစ္စတွေနော်စီးပွားရေးကဏ္ဍငွေရေးကြေးရေးကျန်းမာရေးအခြေပညာရေးအစနော်ပြုလုပ်ရမယ့်ရေးတရားလေးတွေကိုတစ်ခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်။ အဲ့တော့ဒီလအတွင်းမှာဒိဋ္ဌသာသမီရဲ့လုပ်ငန်းစီးပွားပိုင်းလေးတွေကိုစတင်ပြီးတော့ပြပြပေးပါမယ်။အဲ့တော့ဒီလအတွင်းမှာဒိဋ္ဌသာသမီတွေရဲ့လုပ်ငန်းစီးပွားပိုင်းလေးတွေကြီးလိုက်တဲ့အခါမှာလက်ရှိနေထားတဲ့တိုးတက်ပြောင်းလဲလာတာမျိုးတွေရှိနေမယ်။ခက်ခဲမှုလေးတွေလွတ်မြောက်လာတာမျိုးတွေရှိမယ်။အကျဉ်းစီတွေလည်းအောင်နိုင်တာမျိုးတွေရှိမယ်။အဲ့တော့သူတို့ဘာအကူအညီအထောက်ပံ့ကောင်းလေးတွေလည်းရရှိလာတာမျိုးတွေတွေ့ရမယ်။လုပ်ငန်းပိုင်းတွေမှာတော့စိတ်ကိုအေးအေးထားပြီးတော့လောက်ကင်ဖို့လိုလိမ့်မယ်နော်။လောဘဒေါသမောဟနဲ့လုပ်ငန်းစီးပွားလုပ်လို့မရဘူးဒီလပိုင်းနေမှာပေါ့နော်။ လုပ်ငန်းအခွင့်အရေးလေးတွေပေါ်လာတာမျိုးလေးတွေကြုံမယ်ပေါ့နော်ဘယ်ဘယ်လုပ်ငန်းကိုဦးစားပေးရမလဲနဲ့ဆုံးဖြတ်ရခတ်တာမျိုးလေးတွေနော်ဘယ်လိုလုပ်ငန်းကိုရွေးချယ်ရမလဲဆိုပြီးတော့ဒါဆုံးဖြတ်ရခတ်တာမျိုးလေးတွေရှိမယ်အလုံးနှစ်ခုတစ်ပြိုင်တည်းနဲ့လောရတတ်တယ်နော်လုပ်ငန်းတစ်တစ်ပေါ်လာပြီးတော့ဒီလုပ်ငန်းလေးလည်းလှုပ်ချင်တယ်ဟိုလုပ်ငန်းလည်းလှုပ်ချင်တယ်ဒီလုပ်ကိုစပြီးတော့လောရမလို့ဟိုလုပ်ကိုစလောရမလို့အဲ့လိုမျိုးလေးတွေရှိမယ်ဒါပေမဲ့လည်းလုပ်ငန်းနှစ်ခုလုံးကိုတစ်ပြိုင်တည်းနဲ့လောရတာမျိုးတွေတော့ရှိမယ်ပေါ့နော်အဲ့တော့ဆက်ဆက်တူရှယ်ယာလုပ်ငန်းလုပ်တဲ့လုပ်ငန်းလေးတွေကတော့ပို့ပြီးအဆင်ပြေနိုင်ပါတယ်ထို့ကြောင့်ဒီလာထဲမှာဆက်တူရှယ်ယာလုပ်ငန်းလုပ်မယ်ဆိုရင်လည်းလုပ် ုပ်လို့ရတဲ့အနေအထားရှိတယ်။အကျိုးအမြတ်တွေရရှိမယ်။လုပ်နေတဲ့စက်တူရှယ်ယာလုပ်ငန်းလုပ်နေတဲ့သူတွေလည်းအကျိုးမြတ်ရမယ်ပေါ့နော်။စီပွားလုပ်ငန်းပိုင်းတွေမှာတော့လူရောစိတ်စိတ်ပါပင်မနေတာမျိုးတွေရှိမယ်။နော်အဲ့တော့စိတ်အားစိတ်အားလူအားနှစ်ပြီးတော့အကျိုးစားရုံးကန်နိုင်မှအောင်မြင်မှုအနေအထားမှာအောင်မြင်မှုတွေအကျိုးမြတ်တွေရရှိမယ်ပေါ့နော်။အဲ့လိုမျိုးအဲ့တော့ဝန်ထမ်းဆိုရင်တော့လုပ်ငန်းပိုင်းတွေမှာလုပ်ငန်းအဆင့်ဝင်ဝင်ဆင့်တက်လာတာမျိုးတွေရှိမယ်။လက်ရှိလုပ်ပြင်တခြားလုပ်ငန်းလေးတွေတွဲဖက်လုပ်ကိုင်တာမျိုးတွေရှိမယ်။အထက်လူကြီးဖျားပေးခံတာမျိုးတွေကျောင်းရမယ်เนาะအဲ့တော့လုပ်ငန်းပိုင်းနေ့မှာပေါ့ ါ့နော်မမီးရဲ့ဗောနော်စ조사အထုံးမြင့်မှုစ조사အထုံးမှုဖြင့်အောင်မြင်မဲ့နေသားလေးတွေရှိရဲ့ဗောနော်ဝန်ထမ်းပဲဖြစ်ဖြစ်ကိုပိုင်လုပ်ငန်းပဲလုပ်နေနေကိုရဲ့လုံနိုင်စွမ်းကြောင့်အောင်မြင်မှုရရှိမဲ့နေသားမှာရှိရဲ့အဲ့တော့ဒီဖိအားပေးတဲ့နေရာလေးမှာတော့ဝန်ထမ်းမိုင်းလေးတွေရပါတော့ဒါအကြီးကဲတဲ့လူကြီးကိုရဲ့အထက် အဲအရာရှိပိုင်းတွေအကြီးကဲပိုင်းတွေရတော့ဖိအားပေးတာမျိုးလုပ်ငန်းပေါ်မှာဖိအားပေးခံတာမျိုးတွေရှိမယ်။ဒီຢာရီလည်းအဆုံးသက်မှာကိုကပေါ့နော်လုံနိုင်တာမျိုးအောင်မြင်တာမျိုးလေးတွေရှိမယ်ပေါ့။နော်အရန်ဝင်လုပ်ငန်းလုပ်နေလုပ်နေတဲ့သူလေးတွေကတော့ရန်ဝအတက်ကြတော့ရှိမယ်။နော်ရန်ဝအတက်ကြတော့မဒီနေ့မှရန်ဝကောက်မယ်နောက်နေ့ကြရင်ကြသွားမယ်။ဒီနေ့မှအမြတ်များမယ်နောက်နေ့အမြတ်ဆုံးနေမယ်ဒီလိုမျိုးလေးတော့ရှိရမှာပေါ့နော်။အမြဲတမ်းတော့အဆင်ပြေတာမျိုးတော့မဟုတ်ဘူး။အဲ့တော့ဒီပစ္စည်းတူလောင်ချင်းဈေးကစားတာလေးတော့သတိထားလို့ပစ္စည်းအများကြီးတူလောင်တာမျိုးဈေးကစားဈေးကစားချင်းပြုလုပ်တာလေးတွေနည်းနည်းသတိထားပြုလုပ်ရမယ်အနေ ထားပေါ့နော်အရင်လောပါကြည့်လို့မရဘူးရံဝဲလောက်တဲ့လူတွေကပေါ့နော်အဲဒီကာလနေမှာကြာတန်ပတင်းနယ်လုပ်ငန်းနေတောက်ကြနယ်လုပ်ငန်းအင်ကာနယ်လုပ်ငန်းတွေကတော့အကျိုးပြုစေမဲ့လာဖြစ်တယ်အဲ့တော့ကြာတန်ပတင်းနယ်တောက်ကြနယ်အင်ကာနယ်ဘာလုပ်ငန်းတွေလဲဆိုတော့ပွဲရုံလုပ်ငန်းတွေပွဲစားလုပ်ငန်းတက်ပညာဉာဏ်ပညာကိုငွေရင်းနှီးမပါဘဲနဲ့ကိုယ့်ရဲ့ပညာရပ်ပိုင်းနဲ့လုပ်တဲ့လုပ်ငန်းတွေပေါ့နော်ပွဲစားလုပ်ငန်းတွေဟိုဥမာတင်တန်းပို့ချတာမျိုးကျူးရှင်းတင်တာမျိုးနော်အဲ့လိုမျိုးလေးတွေဘာသာရပ်တင်တာမျိုး အဲ့လိုမျိုးလေးတွေကကိုယ့်အတွက်အကျိုးပေးတယ်နောက်ပြီးတော့ဒီဇိုင်းနာလိုဟာမျိုးဆက်ချုပ်တာလိုဟာမျိုးတွေကိုယ့်ရဲ့အတက်ပညာဉာဏ်ပညာငွေရင်းနှီးတွေမပါဘူးပေါ့နော်ကိုယ့်ရဲ့ပညာရဲ့နဲ့လုပ်တဲ့လုပ်ငန်းတွေအောင်မြင်မယ်နော်ဒါပညာရေးပိုင်းတွေအဆင်ပြေမယ်မွေးမြူရေးပိုင်းတွေအဆင်ပြေမယ်နော်နောက်တောက်ကြနယ်နေဖြစ်တဲ့သွတ်တန်သစ်လုပ်ငန်းဟိုတယ်နဲ့ခီးတော်လာရေးလုပ်ငန်းသစ်သီးလုပ်ငန်းတွေပေါ့နော်အဲသွတ်တန်သစ်အဲ့လိုမျိုးတွေလုပ်ငန်းတွေအကျိုးပေးတယ်အင်ကာနန် ဖြစ်တဲ့စားတောက်ကုန်စတိုးဆိုင်စံစီစေးဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပြုတယ်ဒီနန်လုပ်ငန်းလုပ်ကင်နေတဲ့သူတွေကတော့အောင်မြင်မှုရရှိမဲ့လာလေးတလာပဲဖြစ်ပါတယ် ယ်နော်အဲ့တော့ဒီလာထဲမှာဆိုရင်ဒီနန်ပစ္စည်းတွေအဝင်ရှိတယ်ပရီဘော့ကပစ္စည်းတွေဝင်မယ်ဆက်ပစ္စည်းတွေဝင်မယ်သူ့တန်တိဝင်မယ်အိမ်ပြင်တာတို့အိမ်တိဝင်တာတို့လုပ်ငန်းတိပေါ်တာတို့နေရာတိရောက်တာမျိုးကိုအိမ်ပြုပြင်ရတာမျိုးအိမ်တိဆောက်ရတာမျိုးတွေလည်းကြုံရမယ်နော်အလူမင်္ဂလာတရင်တွေလည်းကြားတက်တယ်ကိုအိမ်ရကိုအိမ်ရလောက်ရတာမဟုတ်ရှင်တာမှမိသားစုထဲမှာတော့လကောက်ညီကိုမောင်နှမနဲ့တော့လကောက်အလူမင်္ဂလာတရင်တွေကြားတာမျိုးပြုလုပ်ရတာမျိုးတွေရှိမယ်ဒီကာလမှာလုပ်ငန်းစီးပွားရေးပိုင်းတွေမှာစိတ်ကိုအေးထားပြီးပြုလုပ်ပါကောက်မှုတစ်ခုနေစဉ်ပြုပြီးတော့ပြုလုပ်ပါနော်ကောက်မှုတစ်ခုလေးနေစဉ်ပြု လုပ်ပြီးလုပ်ငန်းစီးပွားလုပ်ပါအရှိမကိုကစီးပွားတွေမဲလုံနောက်မှကုသိုလ်ရေးဘာသာရေးအားနေတဲ့အခါမှာကန်ဆိုးတဲ့နှစ်ကန်ဆိုးတဲ့လားတွေဒုက္ခရောက်တတ်ပါတယ်ထို့ကြောင့်နေ့စဉ်ကောက်မှုတစ်ခုလုပ်ပြီးတော့ဖျက်သန်းပါနော်အဲ့ဒါဆိုရင်ကိုယ့်ရဲ့လုပ်ငန်းပိုင်းလေးတွေမှာလည်းအခက်အခဲလေးတွေကျော်လွှားနိုင်နိုင်မယ်။နောက်ကိုအခက်အခဲဖြစ်နေရင်လည်းကိုကြီးမဲ့သူတွေပေါ်လာနိုင်တာပေါ့နော်။နောက်ထပ်လူမှုရေးကဏ္ဍလေးတွေပြပြပေးပါမယ်။ တော့တင်နာသားသမီးတွေရဲ့ဒီလအတွက်လူမှုရေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာမိမိကိုကူညီမဲ့နော်မိတ်ဆွေတွေတော့ရရှိနေတာမျိုးရှိမဲ့လုပ်ငန်းပိုင်းလေးမှာတော့အနေငယ်တော့လူမှုရေးအစီအမံမှုတွေစိတ်တော်ဒါကွဲလဲမှုတွေကြောင့်ဆင်းရဲတာမျိုးရှိမဲ့နော်အဲ့လိုမျိုးသူတို့ဘာပြဿနာလေးတွေဝင်ရောက်ဖြေရှင်းကူညီပေးတာမျိုးရှိမဲ့လူမျိုးချင်းဘာသာချင်းအကျိုးပေးမယ်နော်လူမျိုးမလူဘာသာမလူလူမျိုးချင်းဘာသာချင်းတွေအကျိုးပြုခြင်းအစီအတန်းရှိသူတွေအကူအညီထောက်ပံ့ရရှိတာမျိုးတွေကြုံတွေ့ရနိုင်တာမျိုးတွေရှိရပေါ့နော်နောက်ပြီးတော့မိမိကနေရာတကာပေါ့နော်ဒီအပေါင်းအသင်းအတွက်တော့၎င်း င်မိသားစုတက်တလာကောင်ပေါ့နော်ပါဝင်လောက်ကန်ပေးရတာမျိုးနိနခံပေးရတာမျိုးတွေရှိမယ်တော့သူတို့ဘာအတွက်လိုက်ပြီးတော့ပေါ့နော်ဒီကိစ္စအကြောင်းအရာလေးတွေလိုက်ပါဖြေရှင်းရတာမျိုးသူတို့ဘာပြဿနာတွေဝင်ရောက်ဖြေရှင်းရတာမျိုးတွေရှိမယ်တတိထားပြီးတော့ပြုလုပ်ပြောဆိုမှနော်အဆင်ပြေမယ်အဲ့တော့ဒီလာထဲမှာအာရန်တိုက်ခိုက်လေးတွေအနေငယ်ပေါ်လာနိုင်တယ်ပေါ့နော်လူမျိုးရေးခန္ဓာလေးတွေကရန်တိုက်ခိုက်ကဆိုတာဘယ်လိုမျိုးလဲဆိုတော့မထင်မထားပဲနဲ့ဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးမထင်မထားတဲ့ဖြစ်တတ်တာလေးတွေရှိရတဲ့အတွက်စိတ်ကိုအေးထားပြီးပြုလုပ်ပြောဆိုပါစိတ်ဆရာကိုပြုလုပ်တာလေးတွေရှောင်ပါနော် အဲ့တော့ငွေကြေးကဏ္ဍလေးတွေပြပြပေးပါမယ်ဒီလတွင်မှာငွေကြေးကဏ္ဍကငွေကြေးကဏ္ဍလေးတော့ငွေကန်ကောင်းနေပါတယ်เนาะငွေဝင်ကိန်းလည်းရှိနေပါတယ်မိမိရဲ့စူးစမ်းရှာဖွေမှုအတွက်ကန်တရားချောင်းဘောเนาะအာဒီကန်တရားချောင်းထဲကိုယ့်ရဲ့စူးစမ်းရှာဖွေမှုချောင်းဘောเนาะငွေဝင်လမ်းလေးတွေပေါ်တာမျိုးငွေကြေးရရှိတာမျိုးတွေရှိမယ်เนาะသူတို့ပါကိုဘောเนาะကိုကဒီစေတနာစေတနာနဲ့ကုညီလောက်ကင်ပေးမှုချောင်းဘောเนาะအာငွေရေးကြေးနဲ့ပတ်သက်တာလေးတွေဝင်လာတာမျိုးတွေရှိမယ်เนาะအဲ့လိုမျိုးလေးတွေရှိမယ်အဲ့တော့ကိုကစေတနာနဲ့ပြုလုပ်တဲ့အကြောင်းအရာလေး လေးတွေအကြောင်းငွေငွေဝင်လာမျိုးလေးတွေရှိလာနိုင်တယ်ပေါ့နော်အဲ့တော့ငွေဝင်လဲလေးတွေပေါ်လာမယ်မိမိကစနစ်တကျလောက်ကင်ချင်းကြောင့်အဆင်ပြေမယ်ပေါ့နော်ငွေချေးပိုင်းနဲ့ပတ်သက်ပြီးတော့တခါတရံပြဿနာလေးတွေပေါ်လာနိုင်တယ်ပေါ့နော်ထို့ကြောင့်ငွေချေးနဲ့ပတ်သက်ပြီးအမှန်ခံတဲ့လောက်ချင်းကားတဲ့လောက်သူတစ်ပါးကိုအမှန်ခံပေးတဲ့အလုပ်တွေလုံးဝလုပ်လို့မရဘူးထူးရှောင်ပေးရမယ်ပေါ့နော်အဲ့တော့ဒီကျွေးဟောင်းလေးတွေပြန်တောင်းပြန်တောင်းချင်တယ်ဆိုရင်ကိုကမရဘူးမရနိုင်ဘူးထင်ထားတဲ့ကျွေးဟောင်းမြန်ဟောင်းလေးတွေပေါ့နော်ကိုကပြန်တောင်းရင်ပြန်ရတာမျိုးလေးတွေကြုံတွေ့ရတယ်မိမိကိုယ်တိုင်ငွေသုံးလက်ဖွာနေမှုကြောင့်ငွေပြန်ထွက် က်တယ်เนาะငွေကိုဆင်ခြင်းပြီးသုံးမှာတော့စိနဲ့ကန်းနဲ့သုံးဆွဲနိုင်မှသာအဆင်ပြေမယ်ငွေဝင်ကောင်းမှုကုသိုလ်လေးတွေတစ်ခုပြီးတစ်ခုတစ်ခုတစ်ခုပြီးတစ်ခုမဟုတ်ဘူးတစ်ခုမဟုတ်တစ်ခုလောက်ပဲငွေဝင်လာပြီဆိုရင်ဒီငွေထဲနေစေတနာရှိသလားလို့လေးဖဲကိုယ့်အဖို့မှ9000ဝင်လာပြီဆိုရင်တော့9000ဘိုးလောက်2000ဘိုးလောက်ပေါ့เนาะအလူဒန်အလူဒါနာလေးတွေပြုတ်လောက်ပေးပါမိမိကိုယ်တိုင်ငွေသုံးများနေတာမျိုးတွေအကြောင်းငွေသုံးလျှော့တာမျိုးတွေစီကန်တကြသုံးဆွဲတာမျိုးတွေလောက်ပြီးတော့ငွေရောပေါက်လေးတွေထိနေငွေကြေးကန်တာလေးတွေပြန်ပြီးကောင်းလာပါလိမ့်မယ်เนาะ ဲ့တော့နောက်ထပ်အိမ်တွင်းအိမ်တော်ကြီးခန္ဓာလေးတွေပြပြပေးသွားပါမယ်အဲ့တော့ဒီလာထဲမှာပေါ့နော်အိမ်တွင်းအိမ်တော်ကြီးခန္ဓာလေးရတော့မိမိရဲ့မိသားစုရေးပေါ့နော်အိမ်တွင်းပိုင်းတွေမှာပြဿနာအကြီးအမားတော့မရှိဘူးဒါပေမဲ့ညီကိုမနှမရေးလေးတွေနဲ့ပတ်သက်ပြီးတော့ပူပန်ရတာမျိုးလေးတွေနော်စိတ်ပူရတာမျိုးတွေရှိမယ်နော်အိမ်တွင်းမှာအကြီးကဲပိုင်းတွေနဲ့စိတ်သဘောထားကွဲလွဲမှုလေးတွေနဲ့ငယ်ကြုံရမယ်မိမိအိမ်တော်ကြီးပိုင်းနဲ့မှာပေါ့နော်ကိုအိမ်တော်ဘက်နဲ့အဆင်ပြေတာလေးရှိသလိုမပြေတာလေးလည်းရှိနိုင်တယ်ဒါပေမဲ့အဆင်မပြေဖြစ်နေတဲ့အရာလေးတွေလည်းပြန်ပြီးတော့ပြေလည်သွားတာမျိုးလေးတွေရှိမယ်ပေါ့နော်တစ်ယောက်တစ်ယောက်အတိုက်ခံလေးတွေ ဖြစ်နေတာလေးတွေကပြန်ပြီးတော့ပြေလည်သွားတာမျိုးရှိမယ်မိမိအိမ်နောင်ဘက်ပေါ့စိတ်ပူစရာလေးတွေစိတ်မချမှုလေးတွေနိုင်ငယ်ရှိမယ်ပေါ့နော်အိမ်နောင်ဘက်ရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာတာမျိုးတွေကြုံတွေ့ရမယ်နော်အဲ့တော့အိမ်တောင်ရင်းမှာကတော့အပျော်ပါတောက်စားရှိရဲဆိုရင်မမျှော်လင့်ထားတဲ့ပြဿနာလေးတွေတက်လာနိုင်တယ်ထို့ကြောင့်အပျော်ပါတောက်စားမရှိဘဲနဲ့အိမ်တွင်းအိမ်နောင်ရင်းမှာစီးပွားရေးအတူလောဘာသာရေးအတူလောကမှုကုသိုလ်တွေအတူလောပြီးနားလည်မှုနဲ့တစ္ဆာရှိရှိလည်းတွဲနိုင်မယ်ဆိုအေးချမ်းတရားတဲ့အိမ်နောင်ရင်းကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ထို့ကြောင့်အပျော်ပါတောက်စားရှိတယ်ဆိုရင်တော့အိမ်တွင်းအိမ်နောင်ရင်းအေးချမ်းမှုအနေနဲ့အားနေတာမျိုးလေးတွေကြုံတွေ့ရနိုင်တယ်နော် ။နောက်ထပ်ငရေသူတွေအတွက်မေတ္တာရေးကဏ္ဍလေးတွေပြပြပေးသွားပါမယ်။ အဲ့တော့ဒီလာထဲမှာဆိုရင်ချီရဲကတော့စမ်းပွင့်တဲ့လာလေးတလာပဲဖြစ်ပါတယ်เนาะအဲ့တော့အချီရဲကန်တရာစမ်းပွင့်နေပါတယ်ငွေသူလေးတွေအတွက်မြေတားရေးပိုင်းမှာရွေးချယ်ခတ်တာမျိုးเนาะဒီဆုံးပြည့်ခတ်တာမျိုးတွေရှိမယ်အချစ်ဟောင်းအော်အချစ်တစ်ကောပေါ့เนาะစုံနေတာမျိုးတွေရှိမယ်เนาะအချစ်ဟောင်းနေရာလည်းပြန်လာတာမျိုးအချစ်တစ်ကလည်းတွေ့နေတာမျိုးလေးတွေအဲ့လိုမျိုးလေးတွေရှိမယ်ပေါ့เนาะဒါပေမဲ့အချစ်ဟောင်းကတော့ပြန်သွားလို့မရဘူးပို့ပြီးတော့အဆင်ပြေမှုတွေကြုံတွေ့ရနိုင်တယ်မိမိကိုစိတ်ဝင်စားတဲ့သူတွေသဘောကျလူတွေတွေများပြနေတာမျိုးကြောင့်ရွေးချယ်ခတ်ခဲတာမျိုးတွေရှိမယ်เนาะချစ်သူစုံတွဲနေနေကတော့

နော်ဒီအခြေခံဓာလေးမှာပေါ့နော်တဝင်းတို့မူလေးတွေစိတ်မချမှုလေးတွေနိုင်ငံရှိမယ်မမိချစ်သူကြောင့်တော့စိတ်ပင်မန်းတဲ့တဲ့စိတ်နစ်ထားတဲ့သူတော့ပိုပင်မန်းမယ်ပေါ့နော်ဥမာကောင်မလေးကကောင်လေးပေါ်မှာစိတ်နစ်တာတော့ကောင်ကောင်လေးကကောင်လေးကောင်မလေးပေါ်မှာစိတ်နစ်ထားတာတော့ကောင်စိတ်နစ်ထားတဲ့သူတော့ပိုပင်မန်းမယ်ပေါ့နော်အဲ့ဒါဘလိုမျိုးပြင်မန်းလဲဆိုစားလဲဒီစိတ်သွားလဲဒီစိတ်အခြေရအရာရာမှာစုမုံနေတဲ့သူလေးတွေအတွက်ကတော့ဒီလာထဲမှာချစ်သူကြောင့်စိတ်ပင်မန်းတာမျိုးရှိမယ်မမျော်လင့်မဲနဲ့တော့အိမ်အောင်ကြနိုင်တာမျိုးလေးတွေရှိတတ်တယ်ပေါ့နော်မင်္ဂလာသတင်းကြတာမျိုးလေးတွေမမျော်လင့်မဲနဲ့အိမ်အောင်ကြတာမျိုးလေးရှိမယ်အထီးကျန်နေတဲ့သူတွေချစ်သူသိရမယ် ယ်เนาะဒါဒီလာထဲမှာအခြေကံလာလေးဆန်းပွင့်တဲ့လာလေးတလာပေါ့เนาะတင်းနာသားသမီးတွေနောက်ထပ်ကျန်းမာရေးခန္ဓာလေးတွေပြပြပေးသွားပါမယ်အဲ့တော့ဒီလာထဲမှာကျန်းမာရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာခံစားနေရတဲ့ဝေဒနာလေးတွေရှိနေတဲ့တတပြောက်ကင်းတာမျိုးအနာနဲ့ဆေးတွေ့တာမျိုးလေးတွေရှိမယ် အနှဲငယ်တော့ခေါင်းမကြည့်တာတွေကြုံမယ်နော်ခေါင်းနောက်တာတွေခေါင်းမကြည့်ရတွေတော့သွေးပေါင်အတက်ကြလေးတွေရှိမယ်စီမျက်စိအစာအိမ်လေးတွေဖြစ်မယ်ပေါ့နော်ဝမ်းပိုက်မကောင်းတာလေးတွေအောင်ကြောအားနေပြီးတော့မူးမောတာလေးတွေကြုံရမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့တော့အခုပြောတဲ့ယောဂတွေအကုန်လုံးဖြစ်မှာလားဆိုတော့မဟုတ်ပါဘူးဒီတစ်လအတွင်းမှာတစ်ခုမဟုတ်တစ်ခုဖြစ်လာနိုင်တဲ့ဒီမနော်ဒီလအတွက်ဒီလိုမျိုးလေးတွေဖြစ်နိုင်တဲ့အသက်ကြီးပိုင်းတွေဆိုရင်တော့အကြောအားနေတာမျိုးပေါ့နော်မညောင်းညာကြိုက်ခဲတာမျိုးအဲ့လိုမျိုးလေးတွေနောက်ဝမ်းပိုက်မကောင်းတာလေးတွေနှလုံးအားနေတာလေးတွေဖြစ်တတ်တယ်ပေါ့နော်အသက်ကြီးပိုင်းတွေအဲ့တော့ကျန်းမာရေးနည်းနည်းလေးခရူးစားအသက်အန်နေဆုံးကြရအောင်မရှိဘူးစေ တို့စိတ်တောက်လောက်ရတာစိတ်ကန်းပြတာမျိုးကြီးရှိမယ်နော်နောက်ထပ်ပညာရေးခန္ဓာလေးတွေပြပြပေးသွားမယ်အဲ့တော့ဒီလာထဲမှာပညာရေးခန္ဓာလေးရတော့အောင်မြင်မှုရရှိမယ်ဘူးတူတာတွေရှိမယ်ရရှိမယ်ပေါ့နော်အဲ့လိုမျိုးကိုကဒီဆရာကောင်းသမားကောင်းတွေနဲ့တွေ့တာမျိုးလမ်းညွှန်မှုကြောင့်အောင်မြင်မှုတွေရရှိတာမျိုးတွေတွေ့ရမယ်တင်းနှံဆံမိုးပဲကိစ္စတွေတက်ဖို့ရှိတာမျိုးတွေတက်ပါကိုပွားတဲ့အထောက်အကူပြုမယ်တင်းနှံလေးတွေရှိမယ်တခါလေးစိတ်ပါဝင်စားမှုအားနည်းတာမျိုးတွေရှိမယ်နည်းနည်းလေးစိတ်နစ်ပြီးစူးစမ်းမယ်ဆိုရရအောင်မြင်မှုရရှိမယ်အနေထားမှာကြုံရမယ်နော် တော့နောက်ထပ်မမီးတို့နေနိုင်နိုင်ငံခြားခီးကန်လေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမယ်။ ဲ့တော့ဒီလာတန်းမှာเนาะဒါပြည်တွင်းပြည်ပကံလေးကတော့အားကောင်းတဲ့လာလေးတလားဖြစ်ပါတယ်เนาะအခွင့်အလမ်းလေးတွေပေါ်လာမယ်ပေါ့เนาะခီးသွွားဖို့ကိစ္စလေးတွေပေါ်ပေါက်လာတာမျိုးเนาะပြည်တွင်းခီးစင်တော့လာကောင်ပြည်ပခီးစင်တော့ကောင်လို့ခီးကိစ္စလေးတွေအခွင့်အလမ်းလေးတွေပေါ်လာတာမျိုးရရှိမယ်เนาะခီးစင်လေးတွေအဆင်ပြေရတာမျိုးခီးမကြငခီးထွက်တာမျိုးဆောင်းတိုင်းနေတဲ့ခီးစင်လေးတွေမကြကိခီးထွက်တာမျိုးရရှိမယ်ထို့ကြောင့်ပြည်တွင်းပြည်ပခီးကံလေးတွေအားကောင်းမယ်အခွင့်အလမ်းတွေပေါ်လာတာမျိုးတွေရှိမယ်ပေါ်တယ်ပေါ့เนาะဒီလာတန်းမှာခီးကိစ္စလေးတွေအဆင်ပြေနိုင်ပါတယ် တော့ဒီတလာလုံးအတွက်အကျိုးပေး lucky ကနန်း lucky color လေးတွေပြပြပေးပါမယ်။အဲဒီတလာလုံးတွင်နာသားသမီးရဲ့ lucky ကနန်းလေးတွေကတော့တိကနန်း၊၆ကနန်း၊ခွန်ကနန်းလေးရတော့အကျိုးပေး lucky ကနန်းလေးတွေဖြစ်ပါတယ်။အကျိုးပေး lucky color လေးရတော့အဝါပွင့်အဝါရောင်လေးတွေ၊ပြာပွင့်ပြာရောင်လေးတွေ၊ color စုံလေးတွေ၊ရောင်စုံလေးတွေအကျိုးပေး color လေးတွေဖြစ်ပါတယ်။ဒီကြည့်တော့လုပ်ငန်းကိစ္စတွေအကြီးတော့အကြောင်းအရာတွေမှာဝစ်စင်အသုံးပြုခြင်းပြင်ကန်ဆာတာပွင့်လန်းစေပါလိမ့်မယ်နော်။ တော့ဒီဒလာလုံးပေါ့နော်ဒါရှောင်းရံလေးနေပြောပြပါမယ်အဲ့တော့အမဲသားစားချင်းပေါ့နော်ဒီလာထဲမှာအမဲသားစားချင်းသူ့တက်တက်ချင်းလောင်းကစားပြုလုပ်ချင်းတူးရှောင်းပေးရမှာဖြစ်ပါတယ်ဒီဒလာလုံးကံကောင်းမှုတွေပြုလုပ်မယ်ရေရာလေးတွေပြောပြပါမယ်မိမိရဲ့အိမ်ဖေကမှာအဝါရောင်ပန်းဆယ်ဝင်းနော်စီမီလှူပေးပါ အုံထမင်းတပွဲအမြဲတမ်းကပ်လှူပေးပါနော်အုံထမင်းလေးတပွဲအမြဲတမ်းကပ်လှူပေးပါမိမိရဲ့မွေးနံတောင်းမှာတကုံသုံးလက်လှူပြီးတော့အော်နော်အန်တီကင်းကုံတော်လေးတွေနေ့စဉ်ယူပွားပြီးဖြစ်တန်းပါတဲ့ကံကောင်းချင်းတွေရရှိလာမှာဖြစ်ပါတယ်ဒီရေရာလေးတွေကနေ့စဉ်ပြုလုပ်လို့ရတဲ့ တပတ်ကိုတစ်ချိန်တစ်ချိန်သုံးချိန်လှူဒန်းပေးလို့ရတယ်။အနေကင်းခါတာလေးရနေ့စဉ်ရုပ်ပွားပေးရမှာမမြင်တဲ့ဆစ်နော်အနည်းဆုံးတော့28ခေါက်ဒီလိုမျိုးလေးတွေရုပ်ပွားပြီးတော့ဖြတ်တန်းချင်းဖြစ်နော်အနေကင်းခုံတော့ခါတာအနေကင်းတုတ်တန်လေးတွေရုပ်ပွားပေါ့နော်ဒီလိုမျိုးတွေကြောင့်လည်းအရာရာအဆင်ပြေမယ်ချုံမွေ့မယ်အောင်မြင်မှုတွေရရှိလာပါလိမ့်မယ်။အခုပြောတဲ့ခြေတရားလေးတွေပေါ့နော်ကုသိုလ်ကောင်းမှုလေးတွေပြုလုပ်ပေးပြီးကံကောင်းမှုတွေရယူပေးပါ။ယနေ့မှစတင်တာသာသမီတိုင်းဆဆရရအဆင်ပြေမှုရှိကြပါစေ။လုပ်ငန်းစီးပွားပိုင်းတွေလည်းတိုးတက်ကြပါစေ။အသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးပါစေ။ယောဂပင်အနေပေးတွေကင်းဝေးပြီးစိတ် ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။